ကျမတို့လူအဖွဲ့အစည်းမှာ gender equality နဲ့ပတ်သက်ပြီးမတိကျတဲ့ထင်မြင်ချက်တွေအစွဲတွေများစွာရှိပါတယ်။အများစုကမှားယွင်းနေတဲ့အယူအဆတွေကိုအဟုတ်ထင်နေတတ်ကြပါတယ်။ဥပမာအနေနဲ့ gender ပေါ်မူတည်ပြီးလစာကွဲပြားတာတွေပညာသင်ကြားခွင့်မရရှိသေးတာတွေလူမှုရေးရာကန့်သက်ခွဲခြားခံရတာတွေဟာ အခုထိရှိနေပါသေးတယ်။လူအတိုင်းဝိုင်းအတွင်းဗတ်လိုက်မှုတွေလွဲမှားတဲ့အယူအဆတွေ ဖြည့်ရှင်းဖယ်ထုတ်နိုင်မဲ့အသိပညာတွေကိုသိရှိဖို့ဆိုရင်ကြားမနဲ့အခြားရေးရာ gender equality ကိုပြည့်ပြည့်စုံစုံလေ့လာဖို့လိုအပ်ပါတယ်။ CSO Academy ကနေဖွင့်လှစ်ထားတဲ့သင်တန်းတွေကနေလေ့လာလို့ရပါတယ်။လုပ်ငန်းခွင် လူမှုအတိုင်းဝိုင်းနဲ့ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေမှာဗလိုက်မှုတွေခွဲခြားဆက်ဆံမှုတွေအကျန်းဖတ်မှုများကင်းဝေးပြီးကြားမနဲ့အခြားဒန်းလူညီများမှုဆိုင်ရာ သိပညာတွေကိုကိုယ်တိုင်အသုံးချနိုင်တဲ့အထိအသုံးဝင်တဲ့သင်ခန်းစာတွေကိုလေ့လာရမှာပါ။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ pre assessment, post assessment မေးခွန်းတွေကိုဖြည့်ဆို့ပြီးမိမိတင် जा ခဲ့တာတွေကိုလေ့လာဆန်းစစ်နိုင်တယ်လို့သင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်ပြီးရင်တော့ CSO Academy ကပေးအပ်တဲ့ certificate ကိုပါ ရရှိမှာဖြစ်ပါတယ်။ကဲဒါဆို CSO Academy မှာစီရင်ပေးသွင်းပြီးသင်ခန်းစာတွေကိုအခုပဲလေ့လာလိုက်ရအောင်။